ခုချိန်အထိ၄ချောင်းပစ်ကူလုံးဝလာဖို့ကြောင်းပြချက်ကတော့ထိုင်းနယ်စပ်နဲ့ရန်ဒီရဲ့အတွက်ကြောင့်မလို့ထိုင်းနယ်ကိုကြာမစိုးအဲ့တော့ဒီအားမမြအောင်အဝိုင်းခံလာရတယ်နေပြည်စစ်ကူမပြေပေါ့ဘူး၄ချောင်းနဲ့တိုက်ခိုက်မှုမပြေဘူးဆိုတဲ့အခါကျတော့ဒီစစ်တွေကဘာလုပ်ရမှာလဲအခင်ဗျားတို့စဉ်းစားနောက်သားသမီးများပိုင်ခင်ဗျားတို့ဘယ်လောက်ထိရှင်းပြလိုက်မလဲအဲ့ဒီဦးမဲအောင်လာတော့ပြသာအောင်ပြေဆုံးအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားဒီတိုင်းမညင်ဘူးအမေရိကန်ကဗမာပြည်ကိုစိတ်မဝင်စားဘူးလို့ထင်နေတဲ့သူပြောနေတဲ့သူတွေဟာကမ္ဘာနိုင်ငံကြီးကိုနားမလည်လို့အမေရိကန်တရုတ်အပြည့်နဲ့ နားမလည်လို့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်အမေရိကန်အကြောင်းကိုမသိလို့ဖြစ်ပါလိမ့်မယ်။ Hello Charan Miwa Pitunyu ကိုမနက်မှများအားလုံးပဲမင်္ဂလာပါ။ News Beat Channel ကနေပြန်မပြန်လဲကြိုးဆိုလိုက်ပါရစေ။2025ခုနှစ်ဇွန်လ10ရက်နေ့ကျတို့အင်္ဂါနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညမှာအယုံဆုံးနေတဲ့ပေါ့နော်တော်လန်တရင်ကောင်းတို့လေးတွေကြည့်လိုက်ရအောင် ပထမအောင်ဆုံးသတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းပလဲမျိုးနယ်မှာဒီနေ့မွန်းတက်အပိုင်းပြစ်ချခံရတဲ့စစ်တပ်လေရင်ကလေမွေးရဲ့ဦးကောင်းခွန်နဲ့ခန္ဓာကိုယ်စီပိုင်းတွေရရှိထားပြီးပြီဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ဦးကောင်းခွန်ရတဲ့အုံနောက်တွေလာတော့မသိဘူးအပုံလိုက်လေးအဲ့ဒါတွေလည်းတွေ့တယ်။အလောင်းအကောင်လိုက်တော့မရဘူးပေါက်ကွဲပြီးတော့မှလေမွေးခန္ဓာကိုယ်တွေကအကုန်ပြန်ချက်ကုန်တာထင်တယ်။မိလောင်နေတာကဖုန်ကြီးကြောင့်ထက်လေးပြစ်ချပြီးတော့မှလောင်တယ်ဆိုပြီးတော့မှကျေတာတော်လိုင်းရဲ့တရီမီကနေပြောဆိုထားဖြစ်ပါတယ်ဇွန်လ10ရက်နေ့မွန်းလွဲ12နာရီ15မိနစ်ခန့်အချိန် ပလဲမျိုးနဲ့ကန်နောက်ရက်စကန်တိမ့်တဲ့ပွဲကိုဘုံလာကျဲတဲ့အချမ်းပစ်စစ်တပ်ရဲ့ Jet Fighter တပ်စီးကိုပီတိုလိုမျိုးရွေးတမတော့ PLA ကပြစ်ချနိုင်ခဲ့တာပြည်တော်မှာအဲ့ဒီတပ်ဖွဲ့မှာဆိုရင်တော့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေများစွာတည်ဆုံမှုတွေလည်းရှိခဲ့တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။ PLA ကပြစ်ချလိုက်တဲ့ Jet Fighter လေးရာဆိုရင်တော့ပလဲမျိုးနဲ့စပစီရွာဖုန်ကြီးချောင်းဝင်းတွေကိုပြစ်ချသွားခဲ့တဲ့ Sprint မှာ Union Liberation Front တပ်ဖွဲ့ကတောင်ရှိသူတို့ကနေပြီးတော့မလဲတီပြူပြောဆိုထားတာပဲဖြစ်ပါတယ်။ တကယ်တတင်းကောင်းလည်းပဲပေါ့နော်ကျွန်တော်မျိုးဘာပြည်သူတွေကတော့အခုလိုမျိုးငှက်ကင်တတင်းတွေကိုကြားချင်နေတာပြမခုဆန်တော့စကောင်စီတဖုံတွေရဲ့ပစင်းတွေကိုလည်းကျွန်တော်တို့အနေနဲ့ပြချမှုတွေများစွာရှိနေတာပဲဖြစ်ပါတယ်နောက်ထပ်တတင်းသဘောအနေနဲ့ကတော့တနင်္သာရိုက်တိုင်းဒေသကြီးထဝဲခရိုင်ထက်ကမြန်မာထိုင်းနယ်စပ်နီးမှာရှိတဲ့အမိုနယ်ဆက်စကောင်းကိုဇွန်လ10ရက်နေ့မှာတင်ယူလိုက်ပြီးပြီဆိုပြီးတော့မှကန်ယူဘိတ်ထဝဲခရိုင်ကနေပြီးတော့မှတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။စကောင်းသိန်းတပ်ပွဲအတွက်3ရက်တာကြာမြင့်ခဲ့တယ်ဆိုပြီးတော့မှကန်ယူဘိတ်ကနေပြီးတော့မှထုတ်ပြန်ထားတာဖြစ်ပြီးတော့ သူတို့ထုတ်ပြန်ထားတဲ့တပ်ပုံတွေမှာစွန်တော်လင်းနဲ့ခဲအချို့တင်းစီရမိတာတွေလည်းရှိတယ်လို့သိရတာဖြစ်ပါတယ်။တပ်ဖွဲ့တွေနှစ်ဖက်အကြဆုံးနဲ့ဖမ်းမိတဲ့စစ်တုပ်ပန်းရှိမရှိတော့မဖော်ပြထားဘူးလို့ကျွန်တော်သိရတာဖြစ်ပြီးတော့မှအမုံနယ်ဆက်စကားဟာဆိုတော့ထဝယ်မြို့ကျေးဆိုင်အမှတ်25ချီလင်းတရရထိုင်စခန်းတစ်ခုဖြစ်ပြီးတော့မှထိထားပြူဟာကိုကဲမှုအောက်မှာရှိနေတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပေါ့နော်အခုဆိုတော့တောင်ပိုင်းတိုင်းမှာစစ်ကောင်စီရဲ့တပ်စခန်းတွေကကင်းစခန်းတွေဟာဆိုတော့တော်လန်တပ်ဖွဲ့ဝင်တွေရဲ့လက်ထက်ကိုတခုပြီးတခုနေ့စဉ်နဲ့များကြာဆုံးနေတာဖြစ်ပြီးတော့မှကြာခင်မှာတော့ကျွန်တော်အနေနဲ့ မျက်စစီးမင်းတကြောမှာရှိတဲ့စကောင့်စီရဲ့တက်စကောင့်တွေအားလုံးကိုထိန်းချုပ်နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းကောင်းသဘောကတော့ရန်ကုန်တိုင်းမော်ဘီမြို့မှာရှိတဲ့လေတက်စကန်ဌာနချုပ်ကိုတေခန်ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့စစ်ဘုံမိုးဝေကျော်ပါဝင်နှုတ်ဦးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ဂျမာကျော်တဲ့ဆွေးဆိုင်ဒရုန်းနဲ့ဘုံချက်တိုက်ခိုက်ခဲ့တာပါမော်ဘီလေတက်ရဲ့ ကင်းစကားကိုထိချက်ကောင်းကောင်းထိမှပေါက်ကွက်ခဲ့ပါတယ်လေချောင်းရဲဘက်ကတသားဖြိုးကိုကိုတည်တယ်ဘိုမွေကျော်လဲတည်တယ်အတိပြုလို့ရပါပြီတသားဖြိုးကိုကိုက950ခွန်ရခိုင်ရှိတန်းဆင်းမြေပြင်ကနေပြမပြောင်းရွှေ့ခလဲရသူဖြစ်တယ်လို့တည်ထားပါတယ်နောက်ပြီးတော့မှစခမီတာစု6ဦးလဲထိတယ်တေမတေတော့မတိရသေးဘူးထိတာတွေကတော့ အတွင်းလူတွေကြီးပဲပြည်သူတွေမပေါ်ဘူးဆိုပြီးတော့မှပြည်သူ့ကာကွယ်တပ်မတော် Civilian Military SRDF တပ်ဖွဲ့အတောင်ရှိသူကနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်အထူးသဖြင့်ဒီလေးကျောင်းရံကာကွယ်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရဆိုတော့အခုဆိုရင်ကျွန်တော်ပြည်သူတွေရဲ့မြေမုံချိုးချွန်းဟာနေတာပြီးတော့မှသူတို့ပြုံမှုခဲ့တဲ့ဒီပြည်တော်နေနဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်ပြန်ပေးပေးဆက်နေရတာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့စစ်ကောင်စီရဲ့ဒီလေရင်တွေပြီးတော့မှ ူတို့နဲ့ပတ်သက်နေတဲ့ပေါ့နော်စစ်တုံးစီဖြန့်ဖြိုးနေတဲ့အုပ်စုတွေကိုလည်းကျွန်တော်တို့အခုဆိုရင်ပြည်ထန်ချအေးအေးယူနေတာမို့လို့စစ်ကောင်စီလေဘဲတွေကတော့အသေးဆိုးနဲ့တည်နေရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတော်သဘောအနေနဲ့ကတော့နေပြည်တော်အမတ်၃စစ်ကြောရေးနဲ့တဲခွေရေးတပ်မှပြည်ခဲ့တဲ့ဇွန်လ၈ရက်နေ့ကအေးဆောင်ရှင်းနေစစ်ကောင်စီတပ်သားတဝန်းနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်တို့စကားများရန်ဖြစ်ခဲ့ကြပြီးတော့မှပြည်သူစစ်ဖြစ်သူကတပြက်ချင်းခံခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရှစ်တန်းအခြေချထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ် ရထပါတဲ့မိထီလာလက်အောက်ခံပြည်သူစစ်တဲ့စစ်ကောင်စီတပ်သားတို့လိုထမင်းစားချိန်မှာကျွေးမှုရေးကိစ္စတွေမှာစော်ရဲနေတို့မှာပဲချင်းများခဲ့ကြပြီးတော့မှအဲ့ဒီတကောင်ရညပါဆိုတော့စစ်ကောင်စီတပ်သားကနေပြီးတော့ပြည်သူစစ်ကိုကချင်းနဲ့ထိုးတက်ခဲ့တယ်လို့လည်းကျွန်တော်သိရတာဖြစ်ပါတယ်။တက်လိုက်တဲ့စစ်သားကပြည်သူစစ်မှုထမ်းကိုတက်လိုက်လဲသူ့ဘာမှဖြစ်ဘူးဆိုတဲ့အစိတ်နဲ့လွယ်လွယ်လေးပဲဆုံးဖြတ်ပြီးတော့မှတက်လိုက်တာ။ဒါကိုလူငယ်တွေကနားလဲစေချင်တဲ့ဆိုပြီးတော့မှ CDM တပ်မတော်သားသူဝင်ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးပဲစကောင်စီတဖွဲ့ဝင်တွေကတော့ကျွန်တော်တို့ပြည်သူဆက်တွေနဲ့ပေါ့နော်ပြည်ခွဲတွေကိုထင်းတယ်လို့ဆုံးမပြောဆိုမှုတွေရှိနေတာပြမတာကိုနားမထောင်ဖို့ဆိုတော့ခုဆိုရင်အလွယ်လင်းတကူတက်ဖြတ်နေတာကိုလည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ဒါကိုနမူနာယူပြီးတော့မှစကောင်စီတဖွဲ့ဝင်တွေနဲ့တတတဲ့တွေခုကလေးကပြည်သူနဲ့သူပူးပေါင်းပြီးတော့မှအလင်းဝင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့မနေ့ကကျွန်တော်တို့ကြားထားတဲ့အတိုင်းပဲနောင်ချုံမြို့နယ်ကနေပြီးတော့မှ PDF တဖုတ်ဝင်နေရက်၃ရက်တွင်းမှာ တတ်ဆုတ်ခွာချဖို့ပေါ့နော်တင်လေးဘကနေပြတော့မှထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းပေါ်မှာရေဘော်ရှင်လေးရဲ့ပြောချချက်လေးကျွန်တော်စာချလေးရအောင်နော်ကြိုပြီးတော့ဝိတ္တဖွဲ့ဝင်တွေကိုဒီနေ့ထွက်ပြော်လာတဲ့သတင်းအမှန်ဆိုရင်နှစ်ရက်အတွင်း၃ရက်အတွင်းမှာရွှေ့ပြောင်းပေးရမယ်ဆိုတာကတခေတ်ကိုခလီကလာစံလုံးပါလေဒီသတင်းကိုကျွန်တော်အတည်ပြုနိုင်ဖို့ကျွန်တော်တို့အားလုံးစူးစမ်းနေတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ TNL သတင်းပြန်ပြကြားရေးကိုဆက်သွယ်မေးမြန်းပေးမယ်လေပဲလက်ရှိအချိန်ထိဖြေကြားခြင်းမရှိသေးဘူးလို့ DVD မှာလည်းပဲသူဖော်ပြထားတာရှိပါတယ် ။ဒါကြောင့်ဒီဒီနဲ့ပတ်သက်ပြီးကျွန်တော်တို့ကျောင်းပြပတွေကိုအချိန်နဲ့တပြေးညီတင်ပြပေးမှာဖြစ်တယ်။ကျွန်တော်တို့ဘာတစ်ခုမှအထီးကိမခံနိုင်လို့ဘာတစ်ခုမှအဆုံးရှုံးမခံနိုင်ဘူး။ကိုယ်တိုင်ကိုရေးနေကြတာပါ။ဒါဆိုရင်တော့လက်ရှိမှာ DNL နဲ့ပတ်သက်ပြီးတော့ကျောင်းပြပတွေလက်ရှိထပ်ပေါ်နေတဲ့သတင်းဆိုရင်မကြည့်ဖို့ကိုလည်းကျွန်တော်အသိပေးလိုတယ်။ဟုတ်ပြီ။ကျွန်တော်ရဲဘော်တုံးငယ်တွေကို၂ရက်အတွင်း၃ရက်အတွင်းမှာထပ်ခွာပေးဖို့သူတို့ပြောဆိုနေတာက တကယ်တော့နှစ်ရက်သုံးရက်ဆိုတဲ့အချိန်ကလုံလောက်တဲ့အချိန်မဟုတ်ပါဘူးကျွန်တော်အများကြီးပြင်ဆင်ရကျွန်တော်ကဒီအချိန်ကတော်တန်သောအချိန်ပါတိုက်ပွဲအတိုင်းဟာနေရာတိုင်းမှာရှိနိုင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘေးကင်းဒုံချုံရေကျွန်တော်တို့အများကြီးပြင်ဆင်ရတယ်ဒါသူတို့ထွက်ပေါ်နေတဲ့လက်ရှိဒရင်အရာနှစ်ရက်အတွင်းမှာနောင်ချိုတွေကကျွန်တော်တို့ PDF တွေထွက်ပေးရမယ်ဆိုတော့ဘလို့အခြေအနေမျိုးမှာသူတို့ဘလောက်ထိတာဝန်ယူပေးနိုင်ပါလဲ ကျွန်တော်တိုက်ပွဲမြောက်များစွာမြို့သိမ်းတိုက်ပွဲအများစွာကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်ရဲ့လူငယ်တွေအသက်တွေဘဝတွေခန္ဓာတွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့အိုးအိမ်စီးစိမ်တွေဆုံးရှုံးခံပြီးတော့အရယူတိုက်ခိုက်ခဲ့တာကိုလည်းအမှတ်ရဖို့ရည်ကြည်တယ်ဒီတော်လန်ရေးမှာကျွန်တော်တို့အားလုံးကိုအချိန်ထဲမှာပဲကျွန်တော်တို့အခုလိုမျိုးခြုံငုံသုံးသပ်မြင်တွေ့နေရတာကျွန်တော်တို့အတွက်လွန်စွာတန်ဖိုးရှိပါတယ် အစိုးအနေနဲ့အချို့သောအခြေအနေဇိုးလေးတွေလည်းကြုံတွေ့ရနိုင်ပြီးတော့အကောင့်ဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတွေအများကြီးကိုဒီဒီချိန်ထဲမှာရလိုက်တာပါဆိုတော့တပ်ဖွဲ့ဝင်တွေရဲ့သဘောထားယက်တိမှုတွေသူရဲ့ခံယူချက်တွေပြီးတော့သူတို့ရဲ့ရှစ်ဆက်သွားမဲ့အလားအလာတွေကိုလည်းကျွန်တော်တို့အားလုံးတွေ့မြင်နေရတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှိုင်းရှင်ပေါ်ပြခြင်းစရာကိစ္စတစ်ခုရှိပါတယ်ကျွန်တော်တို့ကိန်းနေမြေတက်မှာခွန် အခုလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကင်းစင်သွားတဲ့နေမြေကြီးတစ်ခု အကြောင်းအဲ့ဒီတမခွန်နေမြေအတွင်းမှာရှိတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးရွှေ့ပြောင်းပေးရမယ်ထွက်ခွာပေးရမယ်ဆိုတဲ့အတင်းကျွန်တော်တပ်ဖွဲ့ဝင်တွေစီကိုရောက်လာပါတယ်ခုဒီမှာကျွန်တော်ကြားထားတဲ့တမဲပေါ့နော်ရေဘော်ရှင်လေးရင်ပြီးတော့မှတင်နယ်လေးအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေနောင်ချုံမြို့နယ်ကနေပြီးတော့မှ နေ့3ရက်တွဲမှာကိုသူတို့တက်တွေဆုတ်ဟဖို့မိန်ပေးလိုက်တယ်ဆိုပြီးမှပြောဆိုလိုက်တာပဲဖြစ်ပါတယ်ဒီတရင်ဟာဆိုတော့ကျတို့တိကျမှာကောင်မှုရှိမရှိဟိုတော့အခုချိန်ထိစုံစမ်းနေတော့မှာဖြစ်ပြီးမှတကယ်တာဖြစ်လာမယ်ဆိုတော့ပြီးသူတွေကတော့တင်းနယ်လေးပုံမှာတော်တော်လေးကိုဒီစိတ်ဆိုးအမျက်ထွက်ချမှာပဲဖြစ်ပါတယ်စကောင်စီတဖို့အနေနဲ့ကျတို့ ခုဆိုရင်ဒီတောင်ခမ်းနဲ့တောင်းမှာတိုက်ပွဲတွေတော်တော်လေးဖြစ်ပေါ်နေတာပြီးတော့မှစစ်ကောင်စီဘက်ကနေပြီးတော့မှနောင်ချုံမျိုးကိုတင်ပတ်ရရှိနိုင်ဖို့ပေါ့နော်ပြန်လည်ထိုးဆစ်ဆင်တက်ခိုင်းနေတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမှာတင်ရလေအနေနဲ့အမျိုးသားရုံမရှိဘဲနဲ့တို့ပြည်လုံးကျွတ်ပြည်သူတွေလုံမြောက်နိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစ조사တင်နေတယ်ဆိုတဲ့အကြောင်းလည်းတို့မြို့ဝပြည်သူတွေအားလုံးကနေပြီးတော့မှတိုက်တွန်းပြောဆိုနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကဘာပေါ်မှာရှားပါပစ္စည်းတွေထားတခုဖြစ်တဲ့မြေချတတ်ထုကိုအမေရိကန်ကမြန်မာနိုင်ငံကနေပြီးတော့မှဘာကြောင့်လိုချင်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြတ်ပြောဆိုမှုလဲကျွန်တော်စစ်ပေးတော့မှကြည့်လိုက်ရအောင်နော်ဆေးအုပ်စုဟာကောက်ရုံးပုံစောင့်တဲ့ခွေးအစင်လောက်ပါပဲရှိနေပါတယ်တကယ်တော့မြေချဟာပီတန်နဲ့အဖိုးတိုက်ဗရမကြီးပါဒါပေမဲ့ရှင်းမွေးနွန်းရကန်ထဲမှာရေးထားတယ်လို့ပါပဲဗရမစံကျိုးအဖိုးပီတန်မှန်စေအောင်တော့အယူကိုပြစမ်းအပန်းမကြီးဈီးသီးလောက်မှအားမရဘူးဆိုတာလို့ပါပဲ ပြည်တံတဲ့ဗရမ ्या ကြီးမှန်ပေမဲ့အယူအမြင်မှာတော့ဇီးတိလောက်တောင်မက်ဆရာမရှိဘူးဖြစ်နေပါတယ်။ဒါပေမဲ့ဗရမ ्या မှာရှေးခေတ်တုန်းကဇလန်တွေထဲမှာပါတယ်လို့ကျိန်စာတင်တော့သွေးစွန်းဗရမ ्या ကြီးပါ။ပိုင်ရှင်ကိုခိုက်တတ်တယ်ဆိုတဲ့ဗရမ ्या ကြီးပါ။ဗရမ ्या ကြီးကအဖိုးထိုက်တန်လွန်းလို့ပိုင်ရှင်ကိုပါရံပြူးခံရတတ်တဲ့ဗရမ ्या ကြီးပါ။အဲဒါကြောင့်ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်နဲ့မြေရှားကိုတပြိုင်တည်းတည်းပန်ဆိုင်ထားရတဲ့အတွက်အန္တရာယ်တိတ်ကြီးတယ်လို့ကျွန်တော်ပြောတာပါ။မြေရှားထွက်တဲ့မြန်မာနိုင်ငံကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူး။ပထဝီ နိုင်ငံရေးအရအချက်ချာကြတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားကစိတ်မာတင်ကျွန်းကိုအမေရိကန်ကစိတ်ဝင်စားပဲမနေပါဘူးဘင်္ဂလားပင်လယ်အော်ကိုအမေရိကန်ကစိတ်ဝင်စားပဲမနေပါဘူးဘင်္ဂလားဒေ့ရှ်ရခိုင် humanitarian corridor ဆိုတာအကြောင်းပဲပြောနေကြတာမဟုတ်ပါဘူးအမေရိကန်ကဗမာပြည်ကိုစိတ်ဝင်စားဘူးလို့ထင်နေတဲ့သူပြောနေတဲ့သူတွေဟာကမ္ဘာနိုင်ငံရေးကိုနားမလည်လို့အမေရိကန်တရုတ်အပြည့်မွေးကိုနားမလည်လို့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်အမေရိကန်အကြောင်းကိုမသိလို့ဖြစ်ပါလိမ့်မယ်အမေရိကန်ကိုအကြောင်းမဲ့အလွန်ကျွံအထင်ကြီးနေလို့ဖြစ်ပါလိမ့်မယ် ်အမေရိကန်ရောတရုတ်ရောဘယ်နိုင်ငံကမှစေတနာဝန်ထမ်းစေတနာတက်တက်နဲ့မြမအကောင်းကျိုးတွေဖို့မဲ့သူတော်စင်သူတော်မြတ်ကြီးတွေမဟုတ်ပါဘူးအချောင်ရရင်ပေါက်ပါးလိဖို့စောင့်နေတဲ့သူတွေကြီးပါပဲမြမနိုင်ငံဟာအမေရိကန်အတွက်ဘာကြောင့်စိတ်ဝင်စားကြကောင်းမလဲမြေရှားတတ်ထုဆိုတာအသာထားလိုက်အောင်စိတ်မတင်ကျွန်းဆိုတာအသာထားလိုက်အောင်တရုတ်ပိုးလမ်းမှာအစ်တကြီးဆိုတာလည်းအသာထားလိုက်အောင်တရုတ်အမွာပိုက်လိုင်းဆိုတာလည်းအသာထားလိုက်ပါအောင်မြန်မာနိုင်ငံဟာတရုတ်အတွက်သိတ်ကိုအရေးပါတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့အချက်တစ်ချက်တည်းကတောင်မှအမေရိကန်အတွက်သိတ်စိတ်ဝင်စားစရာဖြစ်နေပါပြီ ဒီမှာဦးသိမ်းမြပြောထားသလိုပဲပေါ့နော်အမေရိကန်ကနေပြီးတော့မှမေရှားတပ်ထုတခုတည်းကိုပဲကျွန်တော်တို့မြန်မာပြည်မှာစွန့်စားနေတာမဟုတ်ဘဲနဲ့သူတို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံဆိုတော့ချစ်ချာကြတဲ့မာဗျူဟာစီးရဲနိုင်ငံဖြစ်နေတယ်ဆိုတဲ့အကြောင်းလည်းသူကနေပြီးတော့မှထဲသွင်းပြောဆိုထားတာဖြစ်တယ်အခုဆိုတော့သူတို့အနေနဲ့ဒီလိုနဲ့ကုန်သွယ်ဆိုင်ရာဒီစစ်မဲ့ဖြစ်ပေါ်နေတာဖြစ်ပြီးတော့မှအခုဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်မြန်မာအရေးခင်မှာဆိုတော့ နိုင်ငံလုံးကနေပြီးတော့မှပူးတွဲပြီးတော့မှဝင်ရောက်ဆွဖြစ်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဗီဒီယိုမှာရှိနေတဲ့တော်လိုင်းတပ်ဖို့တွေအလုံးစုစည်းညွှန်ဆန်တဲ့ FIFA ဘက်ကနေပြီးတော့မှဝင်ရောက်ဆွဖြစ်နေတော့မှပဲကျွန်တော်တို့တွေနဲ့စုစုစည်းစည်းတက်ခတ်လိုက်မယ်ဆိုတော့အစ်ကောင်စစ်ပါဝင်ကျွန်တော် FIFA ရံကိုလည်းကာကွယ်နေမှာဖြစ်ပြီးတော့မှမြို့ပတ်ပြည်သူတွေလိုချင်နေတဲ့ငင်းချရဲ့စစ်မှာဆိုတော့ကျွန်တော်တို့လက်ထောက်ပြန်လဲပြီးတော့မှရောက်ရှိလာမှာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ပုံမိုက်ကပြောင်းကြရတယ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကြောက်ဖြစ်မျိုးတင်တဲ့ဘက်မှာအထိနာနေတယ်ဆိုတဲ့အကြောင်းကို AA ကိုတွန်းနေပြီးတော့မှပေါ့နော် ဒီလွဲချပြီးတော့မှဘယ်လိုမျိုးပြောလို့မျိုး sorry ပြောဆိုမှုလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်နော်အရင်ကပဲလိုက်သေးတယ်ဟိုနောက်တော့ကိုယ့်ဘက်ကအားနေချက်ပေါ့ဗျာနော်အဲသဘောဘက်ကအားနေချက်လည်းကျွန်တော်သိထားပါတယ်နော်အများကြီးပါအဲ့ဒါကတော့သူတို့လည်းတော်တော်လေးကြာပါတယ်ကိုယ်စုပဲစကြမယ်အေးအေးအခုဆိုလို့ရှိရင်အဲအင်အားမလောက်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်သူတို့အဓိကအဲသူတို့အဓိကမလို့အေးအေးတင်းချင်းဖြစ်နေရတာအမ်ဘရန်လမ်းပေါ့အမ်အမ်ဘတ်ပေါ့ဒီနေ့ရေကဘက်မှာအေးအေးတင်းချင်းဖြစ်နေရတာမှန်ပဲအဲသူတို့အင်အားမလောက်တဲ့အထိကိုဖြစ်လာတယ်အဲကြောက်ဖြူကိုလည်းသူတို့ကအခုချိန်မှာစတိုက်စစ်ဖွင့်နေအကြီးကြီးဖွင့်နေနေရတဲ့နေရာရှိတယ် ကြောက်ဖြူတိုက်စစ်ဖွင့်တယ်အကျွန်တော်တို့ဒီအမ်ဘရန်ဘက်ကိုအဲဒီနေရီကန်ဘက်ကိုတိုက်စစ်ဖွင့်တာအဲသူတိုက်စစ်ကလည်းပို့စပတ်ဆက်သူတို့တည်နေကြတာပါနော်တည်နေကြတယ်ကျွန်တော်လည်းမြတ်ဆက်ပြောရတယ်နော်ဒီရတော်ဆက်ပြောခါကြရခိုင်ဒုက္ခရောက်နေကျွန်တော်မပြောရဘူးဘာကြောင့်ဆိုတော့ပြောပြလိုက်လို့ရှိရင်ဘယ်ကဘလို့မသိတဲ့အမိန့်တစ်ခုနဲ့တခါလဲအဲ့ကိုရိတ်ခိုင်ရောက်သွားအောင်အဲ့ဒါကျွန်တော်ဆိုရည်နော်အဲ့တော့ခုကြောက်ဖြူမှာသူတို့တိုက်နေအဲ့တော့အဲ့ဒီကိုအဲစီရေးဘလို့ခါမစစ်ဘူးအနေနဲ့ဘယ်ကဆွဲလဲဆိုတော့မောင်းတော့ကဆွဲတယ်မောင်းတော့ကလည်းပြောဆွဲချတယ်မောင်းတော့မှလည်းကုန်နေပြီကွာအီအီကတော်တော်လေးတည်းသူလည်းတကယ်ပြုတ်ပြုတ်ပြုံးနေပါပြီ ဲသူတို့စီးနိုင်ပါလေစီးနိုင်ပါလေသာပြောနေတာပါเนาะအဲ့တော့ဟိုဘလိုဖြစ်ဖြစ်ပေါ့ကျွန်တော်တို့အေဘက်ကလည်းပိုးစုပ်ဆက်တော့ကြာနေတာမှန်တယ်အဲကိုဘက်ကလည်းအေကြာမှာစိုးနေသလားတော့မသိပါဘူးပေါ့ဗျာเนาะအဲ့လိုပဲပြောရမှာပါအဲနောက်တစ်ခုအနေနဲ့ခင်ဗျားတို့ TK စီးရေးတင်းပေါ့ဗျာเนาะ TK ဘက်မှာနေဆက်စကန်ရှိတယ်အဲ့နေဆက်စကန်ကကာကင်းစကန်ပုံစံမျိုးပါเนาะထိုင်းဘက်မှာထိုင်းဘက်မှာနေဆက်မှာရှိတယ်အဲ့ဒီစကန်ကိုရန်သူအင်အားအလုံးအရင်းနဲ့ဝင်တိုက်တာဝင်တိုက်တာဘယ်နည်းလောက်ရှိပြီလဲဆိုရှင်တရက်နှစ်ရက်သုံးရက်အနည်းဆုံးရှိတယ် ဲ့ဒီစခန်းကလေချောင်းပစ်ကူတစ်ခုပဲရမယ်ကျန်တာကတော့ကျွန်တော်တို့မြေပြင်စစ်ကူကတော့ဘလုံးမပေးလို့မရဘူးပိတ်ဆို့ထားခဲ့ရတယ်အဲ့တော့ဒီစခန်းအနေနဲ့ကမျောလင်းလို့ရတာဆိုတော့လေချောင်းပစ်ကူမျောလင်းလို့ရတယ်ဟိုကျွန်တော်တို့ဒီကောင်းလားနေပြီးတော့စစ်ကူပေးဖို့တော့ဘလုံးမမျောလင်းလို့မရအောင်မျောလင်းလို့မရတဲ့ခါကျတော့လေချောင်းပစ်ကူရအောင်ဆိုပြီးတော့မျောလင်းခဲ့ကြတယ်မျောလင်းခဲ့ကြမယ်အခုချိန်အထိလေချောင်းပစ်ကူလုံးဝမလာဘူးအကြောင်းပြချက်ကတော့ထိုင်းနေစက်နဲ့အရန်ဒီရဲ့အတွက်ကြောင့်မလို့ထိုင်းနေကိုကြာမှာဆိုတော့အဲ့တော့ အင်အားမမြအောင်အဝိုင်းခံထားရတယ်မိပင်စစ်ကူမပြေပေါ့ဘူးလေချောင်းနဲ့တိုက်ခိုက်မှုမပြေဘူးဆိုတဲ့ခါကျတော့ဒီစစ်တီးကဘာလုပ်ရမှာလဲအခင်ဗျားတို့စဉ်းစားခင်ဗျားတို့တာသနီများပါရင်ခင်ဗျားတို့ဘယ်လောက်ထိချင်းပူလိုက်မလဲအဲ့ဒီဦးမင်းအွန်လိုင်းပေါ့ခင်ဗျားသားအောင်ပြေဆုံးတာအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားတို့ဒီတိုင်းမနေနိုင်ဘူးလားမလောက်ပြီတော့ပြေးလေနောက်ဆုတ်ခိုင်းနောက်ဆုတ်ခိုင်းလိုက်လေပြေးပြေးခိုင်းလိုက်လေတမင်တကာထားပြီးထိုးကျွေးနေမှာလား ပြောင်းကြရတော့ခုဆိုရင်ကျွန်တော်တို့ကြောက်ဖြစ်မျိုးတင်တဲ့ဘက်မှာဆိုတော့ A ကကြာဆုံးများနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်မျိုးလိမျိုးစားပြောဆိုထားတာပြပြမှာပြပြမှာဆိုရင်ကျွန်တော်တို့ A ဘက်ကနေပြပြမှာကြောက်ဖြစ်မျိုးတင်တဲ့ဘက်မှာချင်းနေကောင်းနေတယ်လို့သိရတာပဲဖြစ်ပါတယ်တရုတ်နိုင်ငံသားတွေရာဆိုတော့အခုဆိုရင်တပြေးမှုတွေလည်းရှိနေတာပြပြမှာကြောက်ဖြစ်မျိုးမှာစစ်ကောင်စီနေနဲ့ဒီစစ်ကြောင်းထုံးမှုတွေအများဖြစ်တင်မှုတွေလှုပ်ဆောင်နေပေမဲ့ ပြပြမှာဆန္ဒမျိုးစာများနေတာပဲဖြစ်ပါတယ်ကျတို့တောင်ပိုင်းတက်မှာဆိုလဲစကောက်စစ်တဖို့တွေတခုပြီးတခုသူတို့ရဲ့ task တွေလွတ်လွတ်နေရတာဖြစ်လို့ပါနော်ကျတို့ can you နဲ့ pdf form တဖို့အနေနဲ့ပြတော့မှာအခုဆိုရင် necessary mean တကြောမှာရှိတဲ့စကောက်စစ် task တွေအားလုံးဒီပေါ့ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်ဒီချိန်မှာအောက်ချိန်မှာရှိနေတဲ့စကောက်စစ်တဖို့ဝင်ကိုမျောလိုက်ရတယ်ပြတော့မှာထိုးချွေးခန့်အစ်စ်နေနဲ့ပဲ design ထားပြတော့မှာပါနော်ဒီပြစ်ကူပေးတာတွေတော့မရှိဘူးဆိုပြတော့မှာဒီကောင်ကနေပြတော့မှာပေါ့ကွဲပြောဆိုနေတာကိုကျတို့ထပ်ပြတော့မှာကြားသိရတာဖြစ်ပါတယ် ကဲကျွန်တော်ထပ်ဗီဒီယိုသဘောအနေနဲ့မြို့ဆိုးကနေပြီးတော့မှမြောက်လိုင်းရဲ့စစ်တပ်ကြောင့်နိုင်ငံရေးမှာပါဝင်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပုံမှန်လေးစရပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လဲရအောင်နော်ချစ်စစ်ရှိခင်းချင်းပါလေနိုင်ငံရေးမှာတက်မတော်ကစစ်တပ်ကစစ်သားတွေကပါဝင်ပတ်သက်ခဲ့ရတယ်တကယ်ဆိုရင်နိုင်ငံရေးမှာတက်မတော်ဝင်ပါရတဲ့အတွက်စစ်သားတွေကိုတအားပင်လာတယ်တက်မတော်မကြားစုဝင်နေအများကြီးတစ်ခွက်ရောက်ကြပါတယ်အများကြီးပြစ်ဆက်ကြတယ်တို့တွေကိုယ်တိုင်ဝင်မပါကြပါဘူး မဖြစ်နိုင်လို့ねအခြေအနေတွေနဲ့ကြုံလာရတဲ့အတွက်ဒါနိုင်ငံကြီးမှာစစ်တပ်ကဘုံပါရတာနေ့တော်များနေ့ဒီဖေဖော်ဝါရီလရက်နေ့ဖြစ်စင်ပါလေစစ်တပ်ကဝင်မပါခြင်းနဲ့အတွက်တမတော်ကနိုင်ငံကြီးမှာဝင်မပါခြင်းနဲ့အတွက်မိကိစ္စနဲ့ပတ်သက်ပြီးဖြစ်ရှင်းပေးဖို့နီလန်ပေါင်းစုံနဲ့စ조사ခဲ့တယ်ဒါပေမဲ့တစ်ဖက်ကပါတီကနေဘယ်လိုနီးနေမှာလိုက်ရောချင်းမရှိတဲ့အတွက်နိုင်ငံကြီးခင်းချင်းမှာတမတော်ကဝင်ပါခဲ့ရတယ် တက်မတော်ဝင်ပါရတယ်ဆိုတာကလည်းတက်မတော်ကောင်းမှုတက်ဖို့ပါကျွန်တော်တို့တိုင်းပြည်ရဲ့အနာကအေးချမ်းစီဖို့အဆင်ပြေစီဖို့ဝင်ပါရဦးတိုက်ပွဲမှာရှင်းရမ်းနေမှာတက်မတော်သားကြီးကြာကြပါတယ်တေရတယ်ပေါ့စစ်သားကြီးတေရတယ်အဲ့ဒီစစ်သားကြီးတေရတယ်ဆိုတာအဲ့ဒီစစ်သားကြီးကသူတို့ရဲ့မိသားစုကိုကာကွယ်ပေးနေရင်သူတို့ပိုင်ဆိုင်တဲ့စီးလေဥစ္စာတွေကိုကာကွယ်ပေးနေရင်လည်းသူတို့တွေတေရတာပေါ့သူတို့တွေတိုက်ခွင့်ကြတယ် သူတို့တိုင်ပွဲဖြစ်တယ်ဆိုတာကိုတိုင်းပြည်ရဲ့အချုပ်ချာအာဏာမပဲ့စီဘူးမထိခိုက်စီဘူးကာကွယ်ပေးနေကြနိုင်ငံရေးမှာစစ်သားတွေဝင်ပါနေတယ်ဆိုတာအာဏာကိုမတ်လို့ပေါ့တိုင်းပြည်ကိုဒုက္ခမရောက်နိုင်ငံသူနိုင်ငံသားတွေအေးအေးချမ်းချမ်းနဲ့အသက်ရှင်လို့ရစစ်သားတွေနိုင်ငံရေးမှာဝင်ပါနေရတယ်ပြောလိုက်ရင်တော့ဟုတ်လို့လိုနေတယ်ပေါ့နော်မြို့ဆိုးကိုယ်တိုင်ကနေပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်နယ်လိုမျိုးခြေလွန်းလို့ကိုအခုလိုမျိုးကျွန်တော်တို့တိုင်းပြည်ဘေးနဲ့ကြောက်မဲ့အခြေအနေကနေပြီးတော့မှကဲတင်ထားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ညှင်းထက်နေတာဖြစ်တယ်။ဒါပေမဲ့ပေါ့နော်သူတို့လက်ထက်ကြောင့်မှကျွန်တော်တို့ဂုံစင်းတို့တွေမြင်ပြီးတော့မှပြည်သူလူထုအားဆိုရင်ငွေချေပေါင်းပွားမှုအတန်တွေနဲ့တူအခုဆိုရင်ဆေးရမွေးတွေမှုကိုကျွန်တော်တို့အနေနဲ့ချုံချုံကြီးခံစားနေရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဘောမတွေရဲ့အနေနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့သူတို့အောက်ခြေမှာရှိနေတဲ့စကောင်းစီတဖွန်တွေကျင်းတဲ့ပြီးတော့မှကျွန်တော်တို့တိုင်းပြည်ဒီတဲ့ပုံပြမှာစီမီတောက်လောင်းနေအောင်နောက်ကွယ်နေပြီးတော့မှမိကုံရန်ကုံ လုပ်ပေးနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။နေမြို့အစိုးပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မှကျေရှုနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုဒီပေါ်အနေနဲ့ Article 33ရရမြောက်လိုက်တော့ Facebook ကိုအရေးယူမဲ့ဆိုတဲ့အကြောင်းအရာတွေကဘယ်လိုမျိုးတွေဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့အားလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် Article 33ရတို့ session ချနိုင်ဒါပေမဲ့ session ချဖို့ဆိုတဲ့ဒေတာမှာလည်းဟိုတော့ပေါ့နော် ဘလို့အရေးယူမှု process တွေလာမယ်ဆိုတာအဲအဲ့ဒါပေါ့နော်ဟိုအဲဘလို့ဘလို့အရေးယူမှုတွေလာမယ်ဆိုတာကျွန်တော်တို့ကဆက်လက်ပြင်နိုင်ပြင်နိုင်နေတယ်ပဲဖြစ်ပြီးတယ်ပေါ့နော်ဆိုတော့ဒီကတော့ resolution တော့ထွက်လာတယ်ဒါပေမဲ့ pay ကိစ္စတွေကတော့ဘလို့အရေးယူမယ်ဆိုတဲ့ပြည်ကြတဲ့အားတွေကတော့ဆက်လက်ပြင်နိုင်တယ်ဖြစ်တဲ့အခါကျတော့ဒီ article 33ကိုပြထမ်းလိုက်တယ်တော့အုံးတဲ့ချလိုက်နိုင်မှုအရာအဲတကောအဲစစ်သားတို့တောင်းပေးတာနဲ့အဲဘလို့ process တော့တော့ဟုတ်အတိအကျဆိုတော့အဲ့ဒါမပြောမပြောနိုင်ဘူးပေါ့ကွာ။ဒါပေမဲ့ဘလို့လည်းတော်တော်ကျွန်တော် စစ်ကောင်စီကိုတောက်ခံပေးထားတဲ့မင်းရင်စီတွေသူတို့ရှိကိုရောက်နေတဲ့နိုင်ငံသားဝင်ကြီးတွေပေါ့နော်ဆိုတော့ဒါတွေကိုတော့ကျွန်တော်တို့ကအတိအကျဖတ်တောက်နိုင်လို့ကျွန်တော်အလားအလာရှိရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီမြို့ပေါ်နဲ့စစ်ကောင်စီလက်လန်းမိတဲ့နေရာတွေမှာကတော့ကျွန်တော်တို့ဒီလူတွေအနေနဲ့အတိအကျနဲ့ကျွန်တော်ကတ်ပြီးတော့နေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒီတော်ရင်အားစုတွေနဲ့ကျွန်တော်တို့ကတော့ဟိုအမြင့်တင်လို့ပူပေါင်းဆောင်ရဖို့ကျွန်တော်တို့အများကြီးလိုအပ်ပါတယ်ဆိုတော့ကိုကိုတိုင်းကပြောတယ်ဟိုစစ်ကောင်စီရဲ့ရပ်ဝန်းထဲမှာရှိနေတဲ့ ဟိုဟိုလူမျိုးအပြိုဒီအရွယ်ရောက်ပြီးသားလူဖြစ်တဲ့အခါကျတော့စစ်ကောင်စီကတနေ့မဟုတ်တနေ့ဟိုကကိုယ့်ရဲ့အဖေအမေကဆက်ဟိုစစ်စစ်ဘုံကြီးမဟုတ်ဘူးဟိုစစ်ဘုံကြီးကြီးမဟုတ်ဘူးဆိုတော့တော့တော့ရုပ်ရက်သားဘုံတို့ကတော့နောက်လျှောက်တို့ကတွဲနေတာသူတို့အတိနာလာပြီသူတို့စစ်သားရင်ကပို့ပြီးတော့မှပြုံးပြီးလာတယ်ပြည်ရလူတို့ကဟိုလာပါတော့ဟိုပြည်သူ့ချက်အနေနဲ့တွဲမယ် ယူသောကြီးအနေနဲ့တွဲမယ်အစ်စ်သားအနေနဲ့တွဲမယ်ပေါ့နော်တော့ကျွန်တော်အပြင်နဲ့သူတို့ကိုကြက်သေးလာလीဒီလိုမျိုးပေါ်တာဖွဲခံရမှုပေါ့နော်ဒီလိုလာပေါ့အတင်းအာသမ PRB စစ်မှုထမ်းဆိုင်မှုတွေကပို့ပို့ပြီးတော့တော့များလာတယ်ဒါပေမဲ့လည်းဒါကဒီခုနကအာတီတတ်တီသူကြီးရဲ့ပြောတယ်အတင်းအာသမလောအားခိုင်းပြီမှုတွေကောင်းနေတယ်ပေါ့ပြီးတော့မှနိုင်တယ် ဒီမှာပေါ့နော်ကိုဆိုထက်တင်ပြောထားသလိုပဲစက်ကောင်စီနေတဲ့ကတော့ article 33ရဲ့နောက်ဆက်တဲ့ပြဿနာများဆိုကျွန်တွေ့ရမှာဖြစ်ပြီးတော့မှ P2Rio ပေါ်တာဆွေးမှုတွေလည်းတိတိပုပ္ပံလွတ်လာနိုင်တဲ့ဆိုတဲ့အခြေအနေမျိုးတွေအထိဖြစ်ပေါ်နိုင်တဲ့ဆိုပြီးတော့မှပြောဆိုထားဖြစ်တယ်။စကွန်စီနေနဲ့ကတော့သူတို့ကြာဆုံးမှုတွေများနေတာဖြစ်ပြီးတော့မှမြေပြင်မှာဆိုတော့သူတို့ပေါ့နော်အခုဆိုရင်သူတို့ရဲ့ဒီပစင်းတွေငှက်တွေကိုလည်းကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့မှပြစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်တွေခုရပိုင်းခက်ဆစ်ဆစ်ကြားနေရတာပဲဖြစ်ပါတယ်။ဒီအခြေအနေမှာမြောက်လိုင်းနေတဲ့သူရဲ့ ဒီမှာပြင်နေတော့တယ်ပေါ့နော်အမားမျိုးတွေထပ်ပြီးတော့မှကျွလွင်နေမှာဆိုတော့တော်လန်တဖို့နေရတယ်ပြီးတော့မှဆုံဆုံဒီအမုံချိတ်တိုက်ခိုက်သွားမှာမို့လို့ဒီချိန်မှာအောက်ချိန်မှာရှိနေတဲ့စစ်ကောင်စီရာရှိနေတဲ့တပ်သားတွေ ခုကလေးကတော်လံပြချန်ကိုကုပြောင်းခလုံးတင်းနေတာပဲဖြစ်ပါတယ်။ကြံတဲ့စကောင်းဆောင်တွေကတော့သူတို့အပြည့်နဲ့ပေါ့နော်ပြန်ပြီးတော့မှအေးအေးခိုင်းမှာဖြစ်လို့ဒီတော်လံရေးမှာကျွန်တော်တို့ပြည်သူတွေနဲ့တာပူးတွဲပြီးတော့မှလှုပ်ဆောင်အောင်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့မချခင်မှာအားလုံးမြန်မှန်းထားတဲ့အတိုင်းပဲ physics analysis စနဲ့အပြည့်တိုင်းဒီပြတ်တုံးသွားရမယ်ဆိုတဲ့အကြောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးချစ်စုပေးကြတဲ့မြေဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျွမ်းမဲ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေး channel ရ channel ပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။